တော့မှာပို့တင်တဲ့ခါကြလို့ရှိရင်ကိုယ့်ရဲ့ဗီဒီယိုတွေကိုကျွန်တော်စေဖို့အတွက် TikTok logo မပါဘဲနဲ့စေရတဲ့ပုံစံမျိုးကိုမတိတည်းရတဲ့များအတွက်ဒီလိုလေးမှာအားလုံးကကျွန်တော်ကနေပြီးတော့မျှော်ပေးပါမယ်ခင်ဗျာ TikTok မှာဗီဒီယိုတစ်ပုဒ်ကိုရိုက်ပြီးပြီဆိုရင်ကျွန်တော်မတင်မီချိန်မှာအပေါ်ဆုံးအများကတော်လေးကိုတစ်ချက်နှိပ်ပေးပါကျွန်တော်တို့ကဒီမှာပေါ့နော်ဒီအဆင့်ရောက်ပြီဆိုလို့ရှိရင်မြားလေးကိုနှိပ်ပြီးပြီဆိုရင်အပေါ်ဆုံးမှာ save with water map ဆိုတာကကြတော့ကျွန်တော်တို့ရေပေါ့နော် ပို့လဲတင်လိုက်တယ်တင်ပြီးလို့ရှိလို့ရှိရင်ကျွန်တော်တို့ဖုန်းရဲ့ဂလန်ရီထဲမှာပြကန်ထဲမှာ TikTok ရဲ့ logo ပါပြီးတော့စေတာအပေါ်ဆုံးကခလုတ်ကကြတော့ဗောနော်အဲ့တော့ TikTok logo ကြီးပါတဲ့စေတဲ့ကြောင့်အဆင်မပြေဘူးဒုတိယဥစ္စာကကြတော့ port to sit without water map ပေါ့နော်အဲ့တော့ကျွန်တော်တို့ဒုတိယဟာကကြတော့ port တင်လိုက်တယ်ပြီးလို့ရှိရင်ကိုယ့်ရဲ့ပြကန်ထဲမှာဓာတ်ပုံပြကန်ထဲမှာထည့်တဲ့ခါကြလို့ရှိရင် TikTok logo မပါဘဲနဲ့ကျွန်တော်တို့ပြကန်ထဲကို auto ရောက်မယ်နောက်ဆုံးတစ်ခုကကြတော့ကျွန်တော်တို့ port လည်းမတင်တော့ဘူး ပို့တူစတိုရီတူစေဝတဝတမတ်ဆိုတာကျွန်တော်တို့ကစတိုရီမှာပို့တင်လိုက်တယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့ပြခန်းထဲမှာတိတော့လိုဂိုမပါဘဲနဲ့ဗီဒီယိုတွေကိုအလွယ်တကူတင်စီတဲ့နီးပေါ့နော်ဒုတိယနီးနဲ့တတိယနီးကကျွန်တော်တို့အတွက်တိတော့လိုဂိုဝတမတ်မပါဘဲနဲ့ဖုန်းရဲ့ပြခန်းထဲကိုစေတဲ့နီးလေးဖြစ်ပါတယ်အဲ့အတွက်ကြောင့်အားလုံးအတွက်လည်းအဆင်ပြေပါတယ်အားလုံးကိုလည်းကျေးဇူးတင်ပါတယ်